မင်္ဂလာပါဒီနေ့ဂျွန်လာ26ရက်နေ့ပေါ့ပုံမှန်မြင်တွေ့ရတဲ့အချိန်မှာအီရန်နိုင်ငံပေါ့နော်ယနေ့ခေတ်အီရန်နိုင်ငံတော့မဟုတ်ပါဘူး before the 1979 revolution မှာအဲဒီကာလပေါ့အာခေပြောင်းတော်လန်ကြီးပေါ့နော်အဲဒီ1989မတိုင်ခင်ပေါ့မတိုင်ခင်ပေါ့အဲ့အချိန်လေးပေါ့နော်အဲ့ဒီအချိန်လေးမှာအဓိကကဒီအကြောင်းအရာကိုရေးသားတင်ပြထားတာက အဲဒိတ်ကတော့ update လုပ်ထားတာပေါ့နော်24ရက်နေ့ဂျွန်လာဖြစ်ပါတယ်တဲ့ဒီ Harry Howard ကနေတင်ထားတာအောက်ဆုံးပေပဲတောက်လေးမှာဖြစ်ပါတယ် Okay ဒီမှာ Iran နိုင်ငံရဲ့လက်ရှိအဲလက်ရှိပုံပြောတာနော်အဲလက်ရှိပုံကတဲ့အလန်းပေါ့နော်အဲယနေ့ခေတ်ကတော့ဒီတဲ့အတိုင်းပဲဒါ Iran နိုင်ငံမှာဒါမျိုးတွေမတွေ့ရတာမတွေ့ရဘူးပေါ့နော်မတွေ့ရဘူးပြောရမှာပေါ့ โอเคกูแลไม่อยากบู YouTube อ่ะပဲကြည်อ่ะတပုံနေကြည်อ่ะဗောเนาะအခုဖော်ပြပါပုံနေရတော့ photos show the extent of women's freedom ဗောအဲ့ freedom မျိုးသမီးတွေရဲ့လွတ်လပ်ခွင့်ဗော freedom ဗောเนาะအဲ့အဲ့ဒါလေးပြတယ် photos show the extent ဆိုအတိုင်းအတာတစ်ခုပြတယ်တဲ့ဒီ women's freedom under the shah ဗော the shah ဆိုရှားပြင်ပြောတာရှားပြင်လက်ထက်ဆိုအဲ့ဒီအချိန်ကမှရှိတယ်အဲ့ဒီအကြောင်းအရာတွေကိုအာတေချာသိကျင်တာဒါ site မှာ shar ဆိုပြီးတော့ရိုက်လိုက်ပေါ့နော် the shar but uh life was not our rosy တဲ့ဒီတက်မှာ rosy တော့မပါဘူးဒါပြင်းနေအဘဝဆိုတာ not our rosy ပေါ့အမြဲတမ်းအမ်ပန်ခင်းလည်းမဟုတ်ဘူးတနည်းအားဖြင့်အမြဲတမ်းตายာမဖြောင့်ဖြူးနေဘူးပေါ့နော်အာတချို့ကပြောရလေဘဝဆိုတာ life is not a better road ဆိုတာ ဘီဒီဘက်ဆိုတာဒီနားမှာပန်းခင်းကိုပြောအခင်းကိုပြောတာပေါ့နင်းစီပန်းခင်းမဟုတ်ဘူးပေါ့နော်အဲကျမကနင်းစီပါမောင်ဆိုလို့စင်တယ်တစ်ဖက်ကစူးတွေရှိတယ်တစ်ဖက်ကအလှတွေလည်းရှိတယ်ပေါ့နော်ရင်းနှက်နေလည်းကြွယ်တယ်ပေါ့အဲ့လေဆိုတော့အဲ့လိုမျိုးဆိုရင်တော့ဒါအကောင်ရောအဆိုးရောဘဝဆိုတာရှိတယ်ဆိုတဲ့အကြောင်းပေါ့โอเคဒါဒီအကြောင်းအရာလေးကို update တင်လာတဲ့ကိုဟောင်းဝက်ရေးကျေးဇူးတင်ပါတယ်ကျွန်တော်တို့လည်းမသိတာလေးကိုသိရတယ်ပေါ့နော်โอเค thank you ပါ ယူတော့ဘယ်လိုခံစားရလဲဗျအဲ့တဆက်တည်းပြောဦးမယ်ဗျအဲကျွန်တော်တို့အဓိကကလုပ်ငန်းကဒီအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့သင်ကြားရေးလုပ်ငန်းလုပ်တယ်ဆရာသမားတွေသင်ကြားရေးလုပ်ငန်းလုပ်တယ်နောက်တစ်ခုကကျတော့ဆရာသမားတွေပြန်တင်ပေးရဆိုတာကဒီလိုမျိုးပါစတီဆောလက်မှတ်နိုင်ငံသားတို့ထိုင်းတို့အဓိကသွားကြလာအိုကမ်ဘောဒီးယားပေါ့နော်ဗီယက်နမ်သွားကြနောက်တစ်ခုကဂီတပညာသင်ကျင်လာရှိတယ်နော်ပကြီးပညာသင်ကျင်လာရှိတယ်နော်အဲ့ဒါတွေအတွက်အဲအကြောင်း ဟိုပါပေါ့အတိပြပြဆိုကြဒီလိုတက်มาရနော် thank you so much